န်ကောင်းမြတ်တာဖြစ်ပါတယ်အဲဒီကနေ့မှာယူဆောင်လာတဲ့နှုတ်ဘတ်တော်ကအယောက်ချင်းစီတိုင်းအတွက်ကောင်းချီးဖြစ်မယ်ဆိုတာယုံကြည်တယ်အယောက်ချင်းစီတိုင်းကိုလည်းဘုရားသခင်စကားပြောမယ်ဆိုတာကိုတေချာပေါက်ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့ဒီစကားလေးနဲ့ပဲဘုရားသခင်ကကျွန်မကိုအာတုန်တင်ခဲ့တာဖြစ်တယ်ဗောနော်ကောင်းစီလေးကတော့ ပေးချင်နေတော့ဖရာတဲ့ခေါင်းစဉ်ကပေးချင်နေတော့ဖရာနော်အဲကျွတ်ဒီမနေ့ပိုင်းကိုမနေ့ဝတ်ပြုခြင်းကိုမရောက်တာကြာပြီဒီမှာမျက်နှာအစ်စ်ကလေးလည်းတွေ့ရတယ်နော်ကျွတ်အရန်ဝမ်းမြောက်တယ်အဲနောက်ပြီးတော့ဒီ Sunday School မှာလေကိုตาလေးတယောက်ရှိတယ်လေကျွန်မတို့အားရပါရဆရာမဖရာကြောင့်မတက်တာတော်တော်ကြာပြီနော်တဲ့ပြောက်နေတာကြာပြီကျွန်မအံ့ဩပါတယ်ဟဲ့ပြောက်နေတာကြာရအောင်ငါ Sunday တိုင်းလာတယ်ဗောနော် ဒါကြောင့်ပြောသလားကျွန်တော်တစ်ခါမနဲ့ပိုင်းမတွေ့ဘူးဆရာမဟုတ်လေဩကိုကောင်တော့ရှက်မိတယ်ဗောနော်ဒီဆရာမမရှိနေကျွန်တော်အားလုံးမရှိဘူးလေအခုသူလည်းမရှိနေဘူးနော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဘုရားကြီးစွာကိုကြီးမွန်းပါလေလို့အာပေးချင်နေတော့ဘုရားဆိုရဲခေါင်းစဉ်အောင်မပါဘူးပြောချင်လဲအရင်ဆုံးကျွန်မအနေနဲ့ပထမဆုံးအနေနဲ့တက်တည်ခင်ချင်တယ်နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြောဘူးတယ်ကြားဘူးတယ်ဆိုကြားဘူးလိမ့်မယ်ဆဘတ်ဘုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်မ အာထပ်ပြီးတော့မှနော်တုံသင်ခံရတဲ့အချိန်မှာကျောင်းဆယ်ဘုတ်ဖို့ထည့်ခြင်းကို ပုံစံပြောင်းလိုက်နော်ပုံစံပြောင်းလိုက်တယ်ဘလို့ပြောင်းလဲကျွန်မမပြောဘူးနော်ပုံစံပြောင်းလိုက်တယ်အဲ့ဒီအချိန်မှာဘုရားသခင်ကကျွန်မကိုဘာတွေထူးခြားစွာပြုလဲဆိုတာကျွန်မပြောချင်တာခုနလပိုင်းမှာအစပိုင်းမှာကျွန်မကြားလိုက်တဲ့နှုတ်ခတ်တော်မှာတိပါတဲ့အချိန်မှာအဲ့ခုနလပိုင်းရဲ့လှစာရှစ်လပိုင်းမှာဗောနော်ကျွန်မဆယ်ဘုတ်တဖို့ကို ကျွန်မထည့်လိုက်တယ် ထူးခြားတာကလေအဲ့ဒီရှစ်လပိုင်းလေးလောက်ကော ကျမလစာတိုးတယ်အဲ့ဒါနဲ့အူတီလစာအဲ့ဒီစာကိုကျမကန်ပြီးတော့မှစဉ်းစားရတယ်ဗောနော်ငါတုံးမလားဟင်းငါမတုံးဒီငါ့ကိုဒီအရာကိုတွင်တင်နဲ့သူကငါပြန်ကောင်းကြည့်ပြုမယ်ဆိုတော့အဲ့ဒီရှစ်လပိုင်းမှာရတဲ့လစာရဲ့ဆဲဘိုးတစ်ဖို့ရဲ့ရှစ်လပိုင်းမှာအဲရတဲ့တိုးတဲ့လစာရဲ့ကိုကျမကထပ်ပြီးတော့ အဥဒိရဲ့စေဝတ္ထုရဲ့ plus ထည့်လိုက်တာပေါ့နော်နောက်လာမှာလဆာထက်တိုးတယ်နောက်လာမှာလဆာထက်တိုးတယ်ဆိုတော့ပြောချင်တာနော်ဖျားသခင်ကောင်းမြတ်ခြင်းပြောတာကျွန်တော်ဘာမှမဟုတ်ဘူးအလုံးမှာဘာမှလည်းမဟုတ်ပါဘူးနော်ဒါပေမဲ့ဖျားသခင်ကလေဘာလို့ကျွန်တော်ကိုတင်ပေးလဲဆိုတော့လေကိုယ်ကကျွန်တော်ခေါင်းစီလို့ငါပေးချင်နေတယ်ဖျားဖြစ်တယ်တဲ့နေမသိဘူးလားတဲ့ ကျိုးအဲ့လိုမျိုးကိုခြေလန်းလှမ်းဖို့လေအရန်မရဲတာဖြစ်တယ်ဗောနော်မဝင့်ရဲတာဒီလိုဒီမှာရှိတဲ့ကျမတို့ဓမ္မမိတ်ဆွေတွေဆရာသမားတွေမိသားစုတွေပြောပြချင်းနေဖယောင်းတစ်ခေနဲ့ဒီနေ့ဆရာကြီးပြောစကားပြိုင်ပေးကြည့်မနိုင်စရာကျိုးရမဟုတ်ကိုမပေးလိုက်ရင်ကုန်သွားတယ်လို့ပဲထင်တာငါမပေးလိုက်ရင်ငါမလျှော့သွားမယ်ငါဒီလသုံးဖို့အတွက် ့အတွင်းနဲ့ပဲကျွန်တော်အသက်ရှင်တဲ့အခါမှာဖခင်ရဲ့ထူးခြားခြင်းတွေကျွန်တော်တို့မတွေ့ရတော့အဲ့လိုပဲနောက်တစ်ခုဗာပြောခြင်းလဲဆိုတော့ဒီအပြီးခဲ့တဲ့တပတ်ကကျွန်မခရီးသွားတယ်အဲ့ခရီးသွားဖို့အစီအစဉ်တွေလဲတော်တော်အော်တိုဖြစ်လာတာပြောမှဆိုကျွန်မအရန်လဲစိုက်ထုတ်ရတဲ့ဟာမရှိဘူးဒီနေ့တစ်ခေတ်ကြီးမှာအလဲသဘောသွားဖို့ဆိုတာမဖြစ်နိုင်ပါဘူးနော်အလုတ်တောင်မှမနေလေရုံးကန်နေရတဲ့အချိန် ။ဒါပေမဲ့ဘုရားသခင်ကကျွန်မလွတ်တယ်။ဘာကြောင့်လဲသလဲ။ကျွန်မမ drink ရှိတယ်။အဲ့ဒါဘာလဲဆိုတော့အဲ့ဒီ MCA ဘုရားကျောင်းကိုကျွန်မအရင်သွားတက်ချင်တာ။ဘာကြောင့်လဲဆိုတော့ဒီဆရာပြေတို့ဆရာစကိုကိုတို့ရုပ်ရှင်ရိုက်ဘူးလေလေလွန်ခဲ့တဲ့၁၀ပြည့်တောင်မကနှစ်၂၀လောက်တောင်ရှိလာမယ်နော်ဆရာရေဘလောက်ကြာနိုင်လဲမသိကြာပြီသူတို့ရုပ်ရှင်ရိုက်တော့ကြွားကြည့်တော့ငါအဲ့ဖះကြောင့်အရင်ဖះကြောင့်သွားတက်ချင်လိုက်တာဆိုတော့ drink ကမရှိလေရှိရခါမှကျွန်မကဖះသခင်ကျွန်မအေးဖះကြောင့်တက်ချင်တယ်ဒါပဲ ကျွန်တော်အဲ့ဒါယူနေတိုင်းဆူတောင်းနေရလည်းမဟုတ်ပါဘူးတခါအဲ့ဒီမှာ the light worship center ဆက်ဖွင့်နေအစ်စ်ဖွင့်နေအထဲမှာထက်လာပြန်ဘုရားသခင်ကျွန်မအဲ့ the light worship center ကိုလည်းဘုရားကြောင့်သွားတက်ချင်တယ်ပြီးတော့တခါ the city အမှထက်ဖွင့်နေဟာ the city လေကိုတော့တမီးသွားတက်ချင်တယ်ဘုရားကြောင့်ဘောင်းဆောင်တက်တယ်လို့တော့မထင်ပါနဲ့နော်ဒါပေမဲ့ကိုရောက်နေတဲ့အချိန်မှာကောင်းကြီးဖြစ်ချင်တယ်ကွာအဲ့ဒီလုံးသားရှိတယ် တကယ်တော့အလေသွားတဲ့ခီးစဉ်တော့သူနော်အရန်ဆိုင်ထုတ်ရတယ်ဂုံချရတယ်ကျမကိုမကြိုက်ပါဘူးသွားတဲ့တူတွေကတလောက်ရက်ပိုင်းလေးကိုသွားရတာဟိုဘာအချိန်ကုန်ပါလဲကျမတို့ ਨੇ လိုက်ခဲ့ခေါ်တယ်နော်တနေ့လုံးလေကြပတ်ကြသွားရမယ့်နေရာကိုကျမဘာဖြစ်လဲညင်းရတယ်ဘာကြောင့်လဲကျမဒီနေရာကိုသွားခြင်းလို့ဘုရားသခင်လမ်းဖွင့်ပေးပြီလေဂျေဇူးတော်ကြောင့်ပြီးခဲ့တဲ့ Sunday မှာဒီနေ့ MC ကိုကျမမနေ့ပိုင်းသွားတက်တယ် အဖိုးခံပြရတယ်နော်စိတ်တွေရဲအောင်လားသူတို့ရှိမှဘောနဲ့ထောက်ပြီးတော့ပစက်ပြီးဟိုလမ်းစိတ်ကုန်တယ်ဒါပေမဲ့ကားကောင်းတွေပဲစီးရတယ်တခါမှမစီးဘူးတဲ့ကားတွေစီးခဲ့ရတယ်နော်တော့အဲ့မှာတော့တက်တယ်နေလေးသာကျွေးတယ်တခါကျမှ the light ကိုပြေးတယ် the light မှာအားရပါရချင်းမောင်းကိုခွဲတကယ်ကိုမျက်ရည်ချာခဲ့ရတယ်နောက်ကဘတော်ရီကိုခန်းစားခဲ့ရတယ်ပြီးတဲ့ခါမှကျမသတိတူရအောင် ပြေးလိုက်သေးတယ်တစီတို့ကျွန်တော်ကြာတာပေါ့နော်အချင်းအဲ့အဲ့နှစ်ခုကနည်းနည်းလေးပဲဟတာအောင်နှစ်နာရီခွဲလောက်ပဲဟတာပြောပြချင်တာလေဒီနေ့သင်ဖြစ်ချင်တဲ့ဆန္ဒအပေါ်မှာဘုရားသခင်အရန်လုတ်ပေးချင်တယ်လို့ပြောပြချင်တာအပေးချင်တာဒီနေ့ငါဖြစ်ချင်တဲ့နေရာတွေပါလာလို့လုံးဝစိတ်ဓမ္မကြလိုက်နဲ့ဘုရားသခင်ကလေခုနကောင်းစီလို့ပေးချင်နေတော့ဘုရားအဲ့လိုဘုရားမျိုးကိုကျွန်တော်ကရထားတာဖြစ်တယ်ကိုးကွယ်နေတာဖြစ်တယ်ဒါကြောင့်အာမရှော့နဲ့စိတ်မပြတ်နဲ့ ဖယားသခင်ကလေတည့်ရဲ့ dream man သမ ्या ကိုပြည့်စုံစေချင်တာဖြစ်တယ်။ကျင့်ချင်းအမင်္ဂလာတွေကျမ်းစာတွေမှာရှိတယ်။ကောင်းချင်းမင်္ဂလာတွေရှိတယ်။ကျင့်ချင်းအမင်္ဂလာကိုဖယားသခင်ကဘာလို့ပြထားလဲလို့ကျွန်မကျွန်မမသိဘူးနော်။တိချင်တဲ့အခါမှာဖယားဘာပြောလဲ။ကျင့်ချင်းအမင်္ဂလာဆိုငါညို့ပေးချင်တဲ့အရာမဟုတ်ဘူးလေ။အဲ့ဒါမဲ့နင်ငေါ့မရွေးဘူး။တခြားအရာရွေးရင်တော့အဲ့ဒီနင်အတွက်ဖြစ်သွားလိမ့်မယ်တဲ့။အဲ့ဒါမဲ့နင်ငေါ့ကိုရွေးတယ်ဆိုရင်တော့ဒီဘက်ကကောင်းချင်းမင်္ဂလာအကုန်လုံးကိုဖယားသခင်ပေးမယ်တဲ့။ဟာ I'm so excited တဲ့စိုးရဲပေါ့နော်ပိုစိုးပို့ပြီးတော့မှခံစားရတယ်ဆိုတော့ဒီနေ့ဆယ်ဘုတ်တဖို့ကောင်းကြီးနဲ့အူဒီကောင်းကြီးဟာမထင်မှတ်ထားတဲ့အရာတွေစနိုက်ဖြစ်တယ်။ဒီကနေ့ဆယ်ဘုတ်တဖို့နဲ့အူဒီဟာလေပေးလိုက်တဲ့သူဟာရော့သွားတယ်လို့မထင်နဲ့။ကိုယ်အတွက်ဆုပ်ယုပ်သွားတယ်ဘယ်တော့မှမရှိဘူး။တာ၍တာ၍တာ၍ဒူးတယ်ဆိုတာကိုကျွန်တော်နေအားပေးခြင်းတယ်။လူတွေကအရင်ရင်းနေတာနော်ဆယ်ဘုတ်တဖို့ ဟိုးငငယ်လေးတွေကတချို့တို့ငငငယ်လေးတွေပြီးတော့မှနော်အရင်ရင်နီးပါများတော့အဲ့ဒီရဲ့ကောင်းကြီးအတိတ်ပဲစိတ်ကိုမသိနိုင်ကြတော့ဆိုတော့အဲ့ဒီအရာကကျွန်မဒီဇဘုတ်တို့နဲ့ပတ်သက်ပြီးခန်းစားရတဲ့အရာဖြစ်တယ်ဆိုတော့ဟိုကျန်းစာတစ်ချက်ကရှိပြန်ရောဆိုဘုတ်တို့ပြီးလို့ရှိရင်ဘာပြောရတယ်ဘုရားသခင်ကဆိုဘုတ်တို့ဘယ်ကျေကျေလေးပြောလို့ပါ သိတယ်လို့ပဲပြောတယ်ဘုတ်ဘုတ်ပင်ကောင်းငင်တကားဖွင့်မလို့အကုန်စင်သုံးလောင်းမိမသုံးလောင်းမိကိုထိုးထိုးစုံစမ်းကြလာနော်ဘုရားကပြီးကြည့်တယ်ဖခင်ဆိုဟုတ်လားမဟုတ်လားငါ့ဦးတဲ့စေဘုတ်ဘုတ်ဖန်နာလိုက်တယ်ပဲသူရင်းနဲ့ကောင်းငင်ပတင်းပေါက်ကိုဖွင့်ပြီးတော့မှအကုန်အစင် ကောင်းကြီးမင်္ဂလာကိုတောမယ်မတောမင်းစုံစမ်းနဲ့ပြောကြကျွန်တော်တို့လက်ဝိတ်ကျုံလိုက်လို့လားစိန်ခေါ်တာဒါလောကကနော်လားစိန်ခေါ်တာလာစမ်းပါဘုရားသခင်က ငါပေးမလားမပေးဘူးလားမင်းစုံစမ်းနေဒါမှမဟုတ်ကျမတို့ကဘာဖြစ်လဲကျမတွေးတာပေါ့နော်ကိုရောစိတ်ဘုတ်တဖို့လေးတမီငင်းငယ်ဟိုတိတက်တဲ့အရယ်ငငယ်တော့မဟုတ်ပါဘူးတိလာတဲ့အရယ်တွေကတောင်းလျှောက်အခုတိပေးလာတယ်လေကိုရောရဲ့အကုံစင်ညပါမှာလေကျမစဉ်းစားတယ်ဘာကြောင့်လဲချမ်းမမချမ်းသာသေးရဟုတ်တယ်နော်အကုံစင်သုံးလုံးမယ်ဆိုရင်ချမ်းသာရမယ်လေအားလုံးဟုတ်ထိတ်ဆုံးမှရောက်နေရမယ်လေ ကျမခဲအမေကိုရှိတယ်နော်ဒီမှာရှိတယ်ကြည့်တော့မသိဘူးရှိမှလည်းမဟုတ်ပါဘူးကျမလိုနည်းနည်းဆိုးတဲ့လူတွေမဟုတ်ဆိုတော့ကျမတွေးတာကိုရောကအကုန်စင်သုံးလောက်မှာကျမဘသူသူများတွေသွားလောက်မှာအမခံချင်တာကိုရောအကုန်စင်သုံးလောက်နေဒါပေမဲ့ကျမကိုကျမကြည့်တော့ကိုရောအကုန်စင်မသုံးလောက်သေးဘူးကိုရောဗတင်းပေါက်ကပါလေချက်ပြက်နေရလားဒါမှတချံလေးပဲဟနေရလားကျမရှောက်တွေးတာနော်ဟာဖျားသခင်ကကျမကိုပြောတယ်စကားပြောတဲ့ခါမှာကျမအရှမ်းရှက်သွားတယ် ရမ်းရှက်သွားတယ်။ဘာကြောင့်လဲလား။ဖခင်ခင်ရဲ့ကောင်းချီးမင်္ဂလာလို့ပြောလိုက်တာနဲ့ကျွန်တော်ကဘာပဲတွေ့ရလဲ။ငွေရွှေတိုက်တာပစ္စည်းဥစ္စာငါလွယ်လို့ဘာမှမတွေ့ဘူး။ကိုယ်ကောင်းချီးမင်္ဂလာပေးလေပေးလေဆိုဘယ်သူလူတိုင်းကကောင်းချီးမင်္ဂလာပါပဲတောင်းလဲ။အဲ့ဒါပဲတောင်းတယ်ကိုလိုက။ဖခင်ကဘာပြောသလား။ကောင်းကြီးပတင်ပေါက်ကိုဖွင့်ပြီးတော့ငါပေးမဲ့ကောင်းကြီးမင်္ဂလာနင်ပါလေတိလာတဲ့ဟာကိုရောပါလေ ောင်းကင်မှာပါရှိလဲနေစဉ်းစားရတဲ့။ကောင်းကင်မှာပါရှိလဲ။ဒီကောင်းကင်မှာလေသင်ရှင်းခြင်းရှိတယ်။ကောင်းကင်မှာဝမ်းမြောက်ခြင်းရှိတယ်။ကောင်းကင်မှာနေခြင်းရှိတယ်။ကောင်းကင်မှာချင်းမြတ်တာပဲရှိတယ်။ကောင်းကင်မှာချီးမွမ်းခြင်းရှိတယ်။ကောင်းကင်မှာဝမ်းမြောက်ခြင်းရှိတယ်။ကောင်းကင်မှာကျမ်းမာခြင်း။အိုးအဲ့လိုပြောမယ်ဆိုရင်ကျမဒီမနေ့ ညနေထိရောက်သွားလိမ့်မယ်။ကောင်းငင်နိုင်ငံတော်မှာငါပတင်းဘောက်ကိုဖွင့်မှာနင်တို့မျောနေတာရွှေငွေဥစ္စာပစ္စည်းလောကနဲ့ဆိုင်တဲ့ຢာတဲ့။နင်မရှက်ဘူးလားတဲ့။ကောင်းငင်တကောင်ကိုဖွင့်မလို့ပတင်းဘောက်ကိုဖွင့်မှာငါရှိရလာမယ့်ຢာတဲ့။အဲ့ဒါတွေလုံးနေထင်နေရလားတဲ့။ငါလူချင်းတဲ့ဟာအကုန်လိုရတယ်။ငါကောင်းငင်မှာလန်ခင်းတာတဲ့။ခွန်းလားကျမတို့ကတတ်မှတ်နေတဲ့ရွှေတွေကြောက်တံပတာများဆိုတာလေကောင်းငင်နိုင်ငံရွှေလမ်းမှာလန်ခင်းတဲ့ကြောက် အခုလမ်းမှာတွေ့တဲ့ကြောက်ကိုဘယ်သူကတယုတ္တိယသွားသိမ့်လဲဘယ်လိုမသိဘူးနော်အဲ့လိုပဲကောင်းကင်ပါဘာဘာမှဒါမှကျမတို့ကဘာဘယ်မမျောလင်းနိုင်အတားဘယ်ဖျားသခင်ရှင်းမျောတာဒီနေ့ဖျားကျမပြောတယ်စိတ်ကောင်းချီမနေဝအများကြီးပြေးထားတယ်တဲ့အရှင်းကျင်နေသွားကျမဟုတ်တယ်လေကျမချီးမွမ်းနေချီးမွမ်းနိုင်တဲ့အခွင့်ကိုဖျားပေးထားတယ် အချိန်တိုင်းမှာကျွန်မဝမ်းမြောက်ခွင့်ဖျားပေးတယ်ကျွန်မငြိမ်သက်ခြင်းကျွန်မဖျားပေးတယ်ကျမ်းမာခြင်းကျွန်မဖျားပေးတယ်ချစ်ချင်းမြတ်တာတွေကျွန်မပေးတယ်ဒီမှာကျွန်မမုန်းတဲ့သူရှိလားရှိတော့ကျွန်မထပ်ပြီးတော့မှဖျားနဲ့ဆက်စကားပြောရမှာပေါ့နော်ချစ်ချင်းမြတ်တာတွေကျွန်မပေးထားတယ်အားအများကြီးပဲတန်ရှင်းခြင်းတွေကျွန်မပေးထားတယ် ခါလေးလေးကိုဖေဟာကိုဘာပေးလို့ပေးမယ်တော့ကျွန်တော်တော့မသိဘူး။ဘာကြောက်လဲ။ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာလောကမှာပဲရှိတာ။အဲ့ဒီအแทးမှာပဲအဲ့ဒါကိုပဲတတ်မှတ်တာ။အရှင်းရှက်စရာကောင်းတာဖြစ်တယ်။ဒါကြောင့်ဒီရာလေးနဲ့ကျွန်တော်ခွန်အားပေးချင်တယ်။နောက်တစ်ခုကကျွန်တော်အမြဲတမ်းစေဖို့တဖို့နဲ့ပတ်သက်ရင်ဘာပဲစဉ်းစားလဲဆိုတော့ကောင်းကင်ဗတင်းဘောက်ကိုဖွင့်မလို့ကိုရောအကုန်စေသုံးလောက်မဲ့ကောင်းကြီးကိုရှားဖို့ပဲကျွန်တော်စဉ်းစားတယ်။အဲ့ဒါကောင်းပါလား။ င်းရှိပါဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာဘုရားသခင်ဘာထက်ပြောထားလဲဆိုတော့ကျွန်မစိတ်ဝင်စားလို့စက်ကြည့်တာဘုရားဘာပြောသေးလဲမလခိကျမ်းခန်းကြီး3အငယ်8ကနေဆက်ပြီးတော့မှလေ့လာလို့ရတယ်နော် ကိုအိမ်ပြန်ပြီးတော့ဘုရားနဲ့စကားပြောလေ့လာလို့ရတယ်ကိစ္စတက်တော့စက်တက်မှရှိတာကိစ္စတက်တော့အကောင်ကိုတဲ့တင်တို့အတွက်ငါဆုံးမ၍တင်တို့ဤမြေအသီးနံကိုမဖြတ်စီရတယ်အဲ့ဒီခုနခုနဆယ်ဖို့တဖို့ရဲ့အနောက်မှာထက်လာတာအကုန်ရှင်သုံးလောင်းပဲတဲ့ဒီခါမှာသွားထက်လာတာ ကိုက်စားတတ်တဲ့အကောင်ကိုတင်လို့အတွက်ငါဆုံးမမေးဒီနေ့ကျမတို့ကိုဘသူဖြတ်စည်းခြင်းလဲကျမတို့ရဲ့အဥ္စာပစ္စည်းတွေကိုဘသူမကများအတိတ်တခြင်းလဲဖြတ်စည်းခြင်းလဲဟင်သူရှိရဲ့နော်တို့မှာအမြဲတမ်းရန်သူရှိတယ်ဖခင်သခင်ကိုကယ်တင်ပါရှင်ဖြစ်ယုံကြည်ထားတဲ့သူတိုင်းမှာအကြီးမားဆုံးရန်သူရှိတယ်အဲ့ဒါကအသွေးသားမရှိတယ်စာရမှာနဲ့ဖြစ်တယ်တကူလည်းရှိတာဖြစ်တယ် အဲ့ဒီသူကကျွန်မတို့ရှိတဲ့အရာခတ်သွင်းကိုပြောတဲ့ကောင်းကင်ဗတင်းဘက်ကိုဖွင့်ပြီးရထားတယ်ကျွန်မငြိမ့်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ချစ်သွေးရှင်ခြင်းနဲ့ချီးမွမ်းခြင်းနဲ့ငြိမ့်သက်ခြင်းနဲ့အားကျမ်းမအားလုံးကိုဘာသူကလုပ်ချင်တာလဲယန်သူကကြိုက်စားခြင်းတာဖခင်ပြောတဲ့စကားမဟုတ်ဘူးနော်ဆိုတာသွားလာလုပ်ချင်တာကျွန်တော်တို့ကိုမယုံစီချင်တာဒါပေမဲ့ဖခင်ထက်ကတိပေးတယ်အဲ့ဒီအရာကိုလေငါဆုံးမမယ်တဲ့ဘယ်လိုမှမဖြတ်စည်းရဘူးတဲ့ ဘုရားကတိတော်ဖြစ်တယ်နော်ပြီးတင်တို့ရဲ့စပီးဥယျဒီအတီးမတီးပဲမနေရဟုကောင်းကင်ဘုရားရှင်ထာဝရဘုရားမိတ်တယ်တဲ့ပြောချင်တာကတင်တို့အထဲမှာလုံသမားတွေကအတီးမတီးပဲမရှိရဘူးဒီကနေ့ကျမတို့ဝิญဉေရမှာလုံရင်ဝิญဉေအတီးမတီးပဲနဲ့ဝิญဉေလုံးလုံးလို့မရအောင်အေးအဲ့ဒီဝิญဉေတီးကိုတီးနိုင်ဖို့ဘုရားသခင်ကငါလုတ်ပေးမယ်တဲ့အဲ့လိုပဲတင်လောကမှာလုံနေတဲ့စီးပွားတွေကိုလည်းပဲတိုးတက်အောင် မာလှုပ်ပြီးမေးတယ်ဟာဘုရားသခင်ကလက်ဖြာနော်ဒီလောကကြီးပဲဆွဲလန်းရတယ်တချမ်းကြီးပဲဆောင်းပါလိမ့်မယ်ဝိညာဉ်ကြီးပဲဒီဆွဲလန်းတဲ့လူကလည်းဝိညာဉ်ကြီးပဲဒီဘုရားသခင်လက်ဖြာဘာလို့ခန္ဓာစိတ်ဝိညာဉ်ဘုရားသခင်ပေးထားတယ်နှစ်ဖက်စလုံးကိုဘယ်ညီဘုရားသခင်လှုပ်ပေးခြင်း ਨੇ ဘုရားဖြစ်တယ်ဒီလိုဝိညာဉ်ဒီလိုပြောတဲ့ခါမှာတခါကြာတော့ပြောတယ်နော်အတူကဘလို့ ဉာဏ်စေကျေစုကောင်းတစ္ဆာနူးညံကာမဂုဏ်ချစ်ခြင်းပြောဆိုကြအောင်ချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေစုပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောက်ခြင်းနူးညံတိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တည်ခြင်းအကုန်ပါတယ်နော်အကုန်ပါတယ်နော် ဒီကနေ့ကျမတို့အထဲထဲမှာချစ်ချင်းမရှိတော့ဝမ်းမြောက်ခြင်းမရှိတော့ငြိမ်းချင်းမရှိတော့တစ္ဆာမရှိတော့ဖောက်ပြန်နေဘာကုန်မချုပ်တီးနိုင်ကြတော့အဲ့ပါလေသလားဒီကနေ့ရန်သူကိုက်စားသွားရရတယ်။ဒါကြောင့်လေသလားကျမတို့ကဖယားသခင်ဘက်မှာမရက်တဲ့လူဖြစ်လို့ကျမတို့ကဖယားသခင်ဘက်မှာရက်တယ်လို့အတွင်းနဲ့ရက်လို့မရဘူး။ဖယားနဲ့ရင်းနှီးခြင်းနဲ့ဖယားရဲ့အလေလာနဲ့ဖယားရဲ့သဘောနဲ့ရက်ကြတာ။ အဲ့လိုရက်မှကုနာပြောတဲ့အရာတွေကိုဘုရားသခင်ကပြည့်စုံစေမှာကိုကိုကိုဘာမှလုပ်လို့မရအောင်လူတယောက်အခုချက်ခဏလေးနေမိနစ်ပိုင်းတွေမုန်းလည်းမုန်းသွားတာကြည့်လို့မရရင်လည်းမရတာအမလေးမလုံနဲ့ကိုယ့်အကူဘာမှလုပ်လို့မရအောင်ဘာပဲလုပ်ပြရလဲတန်ရှင်သောဝိညာဉ်တော်ဖြစ်ရက်ဖယားကပဲလုပ်ပြတာဖြစ်တယ်ဒါတော့အမြင်နော်ဥစ္စာပေါ့ bonus ပေါ့နော်ထည့်ပေးတာ okay ဆိုတော့နောက်ထပ်စနစ်မှာဗာဆက်ပြောလေးဆိုတော့အရင်မှကောင်းတယ်နော်လူမျိုး တို့သည်တဲ့တင်တို့ကိုမင်္ဂလာရှိတော်သူဟုခေါ်ဝေါ်ကြလိုက်ပြီတဲ့ဟာမိလာကိုတွေးလိုက်တာနော်မိလာကိုမြင်လိုက်တာအိုးအဲ့လိုဖြစ်တာလူတွေကမြင်လိုက်တာနဲ့အားရှိတာမြင်လိုက်တာနဲ့လာစေခြင်းတာမြင်လိုက်တာနဲ့စကားပြောခြင်းတာမြင်လိုက်တာနဲ့မင်္ဂလာရှိနေတာအဲ့ဒါဘုရားသခင်ကလေမင်္ဂလာရှိတဲ့သူလို့ပြောခြင်းတာဟာမြင်လိုက်တာနဲ့စိတ်တက်ကြ အသူမြင်လိုက်တာနဲ့သူနော်သူဆိုကိုယ့်ကိုပြောတာသူမြင်လိုက်တာနဲ့စကားမပြောချင်တော့ဒီလန်းလိုက်ဟိုလန်းကိုယ့်ကွာသူ့လိုကြားလိုက်တာနဲ့နာခါလို့လို့ချက်ချင်းပိတ်တာသူ့လိုပြောလိုက်တာနဲ့ဘယ်ကောင်ကောင်းမလဲတခုအဲ့ဒါမင်္ဂလာကြီးတယ်ဖြစ်တယ်ဒီကနေ့မင်္ဂလာကြီးတဲ့သူဆိုရင်လူအားလုံးကလိုအပ်နေကြတယ်အဲ့လိုမျိုးတိဘယ်သူကလုပ်ဝေးနိုင်တာလဲကိုယ့်ကူမလုပ်နိုင်ဘူး ဖျားလုပ်ပေးနိုင်တယ်။တင့်ကိုလူမျိုးအပေါင်းက မင်္ဂလာရှိသူလို့ခေါ်ရလိမ့်မယ်တဲ့။လောကမှာရောခေါင်းငယ်မှာခေါ်ရမယ်တဲ့။နောက်ဆုံးတစ်ချက်ကပါလေဆိုတော့တင်တို့ပြည်ဒီနဲ့နှစ်သက်ဖွယ်သောပြည်ဖြစ်လိမ့်မယ်ဟုကောင်းဝေပူဇော်ရှင်သာရဖျားမိတ်တယ်။ကျောင်းခုနေတဲ့ပြည်ကနှစ်သက်တဲ့ပြည်လား။ဟုတ်လား။နောက်ဖို့ကွာနော်။ဟုတ်လား။ ီကျမတို့နေရပြီကနှစ်သက်တက်ပြီဟုတ်ကောဟုတ်တယ် in the name of jesus ဖျံနာမနိုင်အခုလူပေါင်းများစွာမပြောတော့နော်ဒါသူတို့မကောင်းဖြစ်သွားမှာဆိုလို့ဒီနေ့ကျမတို့ကိုဖျံသခင်ကကွဲကားခြင်းနဲ့ကျမတို့နေရပြီမှာကောင်းကြီးတွေခံစားနေရတယ်တင်းရပြီပဲတင်းခုရောက်နေတဲ့နေရာတင်းရပြီပဲအဲ့ဒီမှာမေတ္တာဖွယ်ကျွန်တော်ခုပြောပြမယ် ျောင်းအိမ်ဆိုလို့ရှိရင်ကျွန်မအမြင်ပြောနော်အရှမ်းဧည့်သည်လာခြင်းလားအရင်မကောင်းဘူးဟိုကလည်းမကောင်းဘူးဒီကလည်းမကောင်းအဲ့ဧည့်သည်လည်းလာခြင်းနဲ့လာဧည့်သည်လာခြင်းနဲ့လာအိတ်ခြင်းနဲ့လာစားခြင်းနဲ့ပျော်တယ်အိမ်မှာနေရတာကိုပျော်တယ်ဟာကျောင်းဘုရားတခင်ဘာပြောလဲအဲ့နေနေတဲ့ပြန်နေနှစ်သက်ဖွယ်ရပြည်ဖြစ်နေတာလေးတဲ့အဲ့ငါလှုပ်ပေးထားတာတဲ့တချို့ရှိရဲ့နော်ကြားရတဲ့လောက်ချမ်းသာပါစေကြားရတဲ့လောက်ပတ်စံရှိပါစေ လူလေးဘယ်သူမှတနည်းနဲ့ခါမသွားဘူးသူရှိရောဒီနေ့ဒီမှာရှိတဲ့သူအဲ့လိုဖြစ်ကြဆုံးနဲ့တင်းလို့နေရာကိုတနည်းနဲ့မှတခါဘယ်သူမှမလာဘူးဆိုရင်အခုဝန်တောင်တရရပြီအခုပဲပြင်ကျွန်မပြောပြချင်းနေနှစ်သက်ဖွယ်သောပြည်နေနဲ့တင်မရောက်နေသေးလို့ဖြစ်တယ်ဒီနေ့ဘုရားသခင်ကဒီ ဘုဒ္ဓဖုနဲ့ပတ်သက်တဲ့ခါမှာကျွန်မကပြောတယ်လာစာတွေတိုးတယ်ဟိုကောင်းချီးတွေဟုတ်ပါတယ်အဲ့ဒါကတကယ်တော့အဓိကမကြအဓိကကြတဲ့အနောက်ကဘုရားသခင်ရဲ့ကောင်းကင်မှာဖြစ်ခြင်းအားလို့ခံစားရပြီဆိုရင်အိုးကိုရောအကုန်စင်နေမဟုတ်ကိုရောရှန်နေပြီနော်ပြောရမှာကျမဘုရားသခင်ကိုလေကျေးဇူးတင်ဟာလေလုယာဟာလေကိုတကူဘုရားသခင်ပြောပြလိုက်တယ်မအိုးဟာလေဘုရားသခင်ကျေးဇူးတင်လိုက်တာကိုရောရေကျေးဇူးတင်လိုက်တာကို ကျေးဇူးတင်လိုက်တာကိုရောရဲ့တလောက်မကောင်းနဲ့ကျမကိုတလောက်ဆိုးညစ်တဲ့ကျမကိုကောင်းလိုက်တာကိုရောရဲ့ကိုရောကောင်းမြတ်ခြင်းနေရကျမပေါ်မှာစီးစင်းနေတာရှည်တော်လို့တော့မကောင်းရှန်ထွက်နေဆိုအဲ့ဒါကိုပြောတာရှန်ထွက်တယ်ဆိုကျမတို့ဘာမြင်လာလဲအကောင်းကအကောင်းဆုံးကအကောင်းဆုံးတိုက်အကောင်းဆုံးပတ်စံအကောင်းဆုံးလက်ဝိရဏနာ မဟုတ်ဘူးဒီနေ့ဖယားသခင်ရဲ့ဖြစ်ချင်းဖယားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကကိုယ်စီမှာရှန်ထွက်နေသင်ဟာကောင်းကြီးမင်္ဂလာကိုအကုန်စင်ရထားတဲ့သူဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ဒီကနေ့ဒီရာလေးရဖြစ်ခွန်အပေးခြင်းနဲ့ထပ်ပြီးတော့ပြောပြခြင်းတွေအများကြီးတော့ရှိသေးတယ်သို့တော်လည်းမနှက်ပိုင်းဆိုတော့နော်အချိန်ရလည်းအရန်ဟောတာဖြစ်ရတာပေါ့နော်ဆိုတော့ဒီရာလေးနဲ့ပဲအဆုံးသက်ခြင်းနဲ့ဒါကြောင့်မလို့ဒီကျမ်းစာလေးကိုကျမအားလုံးနဲ့အတူတူကပါနော် ပြန်ဖတ်ခြင်းနဲ့အတူကဖတ်ခြင်းနဲ့မာလခိအနာဂတိကျမ်းအခန်းကြီး၃ အငြိချိန်ချင်းနေကျွန်တော်တို့မဖတ်ချောင်းနော်ဘာလို့ကျွန်တော်တို့ဒီမှာရှိရတဲ့ရောက်နေချိန်ချင်းနေလုံးဝမဆိုင်တဲ့သူတွေဖြစ်တယ်အာမင်အာမင်နော်လုံးဝအချိန်ချင်းနေမဆိုင်တဲ့သူတွေကောင်းချီးမင်္ဂလာနဲ့ဆိုင်သူဖြစ်တော့ကြောင့်တစ်ဆယ်ကနေကျွန်တော်တို့စဖတ်မယ်မာလခိအနာဂတိကျမ်းအခန်းကြီး3အငယ်10ဆယ်ဆေဘိုးတဖို့ရှိသမျှကိုဗန္နာတိုက်သေးသူတွင်း၍ငါအိမ်တော်၌စားစရာရှိစီခြင်းကပြုကြလော့ ငါသည်မိုးကောင်းငင်ပတင်းဖောက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကို အကုန်အစင်တွန်းလောင်းမီမတွန်းလောင်းမီကို ထိုတို့စုံစမ်းကြလောဟုကောင်းငင်ဘုရားရှင်ထာဝရဘုရားမိန်တော်မူ၏သီမီအသီးနံတင်းတို့ဤစပြည့်ဥယင်သည်အသီးမသီးပဲမနေရဟုကောင်းငင်ဘုရားရှင်ထာဝရဘုရား မိန်တော်မူ၏လူမျိုးအပေါင်းတို့သည်တင်တို့ကိုမင်္ဂလာရှိတော်သူဟု၍ခေါ်ပေါ်ကြလိမ့်မည်တင်တို့ပြည်သည်လည်းနှစ်သက်ဖွယ်တော်ပြီဖြစ်လိမ့်မည်ဟု ကောင်းငင်ဘုရားရှင်ထာဝရဖျားမိန်တော်မူ၏အာမင်ဒီနှုတ်ကပတ်တော်အဖြစ်ကိုအသက်တာမှာကိုယ်ရဲ့ကောင်းမြတ်ခြင်းတို့တာ၍ရည်တွက်ပြီးတော့မှအသက်ရှင်တော်သူတွေဖြစ်ပါစေလို့ကျွန်မဆုတောင်းပြီးတော့ဆုတောင်းပေးခြင်းနဲ့နောက်ဆုံးတည်ခင်ခြင်းနဲ့အရာလေးရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ အတူလေးအဲ့ဒါတွေကကျောင်းကျမှာရှိတဲ့သူအယောက်ချင်းတိုင်းဆူတောင်းနေဆူတောင်းရအဖြေရတဲ့အရာတွေရှိတယ်ဟုတ်ဆူတောင်းတဲ့အခါမှာအဖြေဘုရားသခင်ကျမကိုပြီးတဲ့အရာလေးတွေကိုကျမအနေနဲ့ပြောပြချင်ပါလေလို့အဲ့ဒါကတော့ကျမဟာအင်မတန်ဆူတောင်းပြင်းနေသူဖြစ်တယ်ခရီးရယ်လို့နာမည်ခံပြီးတော့မှအပြင်းကြီးပြီးတော့မှနေခဲ့တဲ့သူဖြစ်တယ် ာသာရေးထဲမှာပြောပြီးတော့ဘုရားကျောင်းတော့အမြဲတမ်းရောက်တယ်။ဒါမဲ့ဆုတောင်းခြင်းတမန်ကျောင်းဆောင်ဖတ်ခြင်းဘုရားနဲ့စကားပြောခြင်းဘုရားနဲ့ပြန်လည်ပြီးတော့အတန်တော်နားထောင်ခြင်းဘုရားဖွင့်မြောက်မယ့်အရာစံငတ်ခြင်းတွေတအားနေခဲ့တဲ့သူဖြစ်တယ်။သို့တော်လေနောက်ပိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆွဲခေါ်ခြင်းနော်ကျွန်မကောင်းခြင်းတစ်ခုမှမပါဘူးဝိညာဉ်တော်ရဲ့ဆွဲခေါ်ခြင်းကကျွန်မကိုဆုတောင်းစေဝိညာဉ်တော်ဆွဲခေါ်ခြင်းကကျွန်မကိုနှုတ်ဝတ်တော်ဖတ်စေတယ်ဝိညာဉ်တော်ရဲ့ဆွဲခေါ်ခြင်းကလူတွေကိုလည်းကျွန်မ ပြန်ပြီးတော့မှဝိညာဉ်ရမှာဆွဲခေါ်နိုင်တဲ့အရာလေးတွေကိုဘုရားသခင်ပြင်ဆင်ပေးတယ်။သူတို့အဲ့ဒီထဲမှာအဆုတောင်းတဲ့ခါမှာအဖြေရတဲ့အရာလေးပြောပြချင်တယ်။အဲ့ဒါကတော့ကျမအတိတ်တယောက်ပေါ့နော်အတိတ်တယောက်လို့ပဲပြောမယ်။သူ့ရဲ့ရောက်ခမကစီးချူသွေးချူတက်ပြီးတော့မှခဏခဏစီးုံတက်ရတယ်။တကယ်မှကျမသူ့စကားတအားပြောချင်တော့ကျမသူ့စကားတော့ပြောလိုက်တယ်ပေါ့နော်။ပြောတော့တူတီလို့တဲ့ကျမစီးပါတဲ့။အဲ့လိုဖြစ်တယ်တဲ့။ဟုတ်လား။ အဲ့ချိန်မှာကျွန်မချက်ချင်းမဲ့သူကိုဆူတောင်းပေးမယ်သမီးဆိုတော့မှကျွန်မသူ့ကိုဆူတောင်းပေးတယ်ဗောနော်အတန်ဖိုင်နဲ့ဆူတောင်းပေးတယ်မင်းမပြောပြပဲဗောနော်ဒါပေမဲ့မကြခင်မှာဘိုင်းမှာကျွန်မသူ့ရဲ့စကားပြန်ပြောဟောဖြစ်တယ်တတိယသွားတာဗောနော်အဲ့ချိန်မှာသူကကျွန်မကိုဘာသက်သေခံနေလဲဆရာမတဲ့ဆရာမဆူတောင်းပေးကလေးကတဲ့သူရောက်မှာအဲ့လိုမဖြစ်တော့ဘူးတဲ့အရင်တော့ခဏခဏဖြစ်ပြီးတော့မှဈေးကိုတက်ရတယ်တဲ့ ဒါမဲ့အဲ့လိုမဖြစ်တော့ဘူးတဲ့ဟာဘုရားသခင်ကိုကျေးဇူးတင်တယ်ဘုရားသခင်ကောင်းမြတ်တယ်ဗောနော်တခါကျောင်းရဲ့အတီးတယောက်ပဲသူအနေတော်ကိုမကောင်းခဏခဏသူပုံကြည့်ဒီမှာလေးသွားတော့မှလားအဲ့လိုတော့စင်တာထင်တာထင်တာယုံကြည်သူနော်ဘယ်လောက်အားနေလဲဆိုတော့ဒါမဲ့စိတ်ထဲမှာမဖြစ်လဲငါ तू မယုံကြည်သူငါ तू ဆွတ်တောင်းပေးချင်တယ်ဟိုကြည်ရသေးလေအခြေအနေကြိုက်လားမကြိုက်လားလည်းမသိဘူးဒါပေမဲ့ခက်တီတွေသွားပြီးတော့လေအဲအလာပတ်တလာပါလေပြောတော့ကျမဆူတောင်းပေးချင်တယ် ဆုတောင်းပေးတယ်အဲ့သွားသေးရမလားဘုရားမသိတဲ့သူတွေကလေဆုတောင်းတော့တအားခံကြကြတယ်ဆုတောင်းပေးတယ်အဲ့ဒီသူကမှဖတ်ပြီးတော့မှဆုတောင်းပေးတယ်သူရဲ့ယောဂါတွေကိုဘုရားရဲ့မေတ္တာနဲ့ပျောက်ဖို့တခါသမီးလေးရှင်သူသမီးလေးကကျမခဏပြောဘူးလေအယိုးခဏကျိုးတယ်ယိုးပွားတာမျိုးခရီးငယ်လေးပဲရှိသေးတယ်စေကျော်တက်လေးဒါပေမဲ့တနစ်မှာတစ်ချိန်သို့မဟုတ်နှစ်ချိန်ဆင်းုံတက်ရတယ်ဘာဖြစ်လို့လဲတလားဘရက်ဆိုလဲလိုက်တာနဲ့အယိုးရအကုန်ကျိုးသွားပြီအော်အဲ့မှာဆေးရုံပေါ်မှာလာနေချီ ဖျားသမျှသူတို့မှလေဖွေသမျှအဲ့မှပဲကုန်လာအဲ့နဲ့ကျမကတင်းသူ့တမီလေးအကြောင်းလေးတိတော့ကျွတ်ဆူတောင်းမယ်နော်အော်ဆူတောင်းပေးအာသူ့တမီလေးနဲ့မယ်ခေါ်ပြီးတော့ဖျားစီပဲအက်ကြတာနော်ကျမဘာမှမတက်တော့ဖျားစီပဲအက်ကြတယ်ကိုရောကျမဘာပြန်တက်သိခံသလားအဲ့ဆူတောင်းပေးတဲ့နောက်ပိုင်းဒီနေ့ထိတခါမှစိတ်ကိုမတက်ရတော့အရေးကြီးတာမကြားတော့ဟာကိုရောကောင်းတယ်ကိုရောကောင်းမြတ်တယ်အဲ့လိုမျိုးအဖြေတွေကဘာဖြစ်လဲသလားကျမတို့ဆူတောင်းဖို့ပို့ပြီးတော့မှာ ခဗျာပုံရမဆွတောင်းကျင်လာတာလူကလေရမမသိလို့မတောင်းတာမဟုတ်လားမယုံလို့ဗျာဘုရားလှုပ်ပေးနိုင်တယ်ဆိုတော့မယုံလို့ကျွန်တော်တို့ကမတောင်းတောင်းလည်းပဲပုံမှန်ပဲပုံမှန်ပဲဒါလေးတွေပဲအိုးမိသားစုကောင်းကြီးပေးပါဘသူကောင်းကြီးပေါ့တတတဒါပဲမဟုတ်ဘူးဘုရားလှုပ်ပေးနိုင်တယ်ဆိုရဲမျော်လင့်ချက်ယုံကြည်ခြင်းနဲ့ဒုတိယရဲ့ဖြစ်တဲ့အရာပေါ်မှာတည်တည်ချာချာလေးလုံးသားနဲ့တောင်းလို့လို့တယ် တောင်းရမယ်ပေါ့နော်ကျွန်မအနေနဲ့ခံစားခဲ့ရဘုရားတင်ပေးတာပေါ့ကျွန်မတခါအဲ့လိုပဲကလေးမရတဲ့ဇုံတွင်အင်းနော်ဒီထဲမှာလည်းရှိတယ်ကျွန်မတောင်းပေးနေပါတယ်ဘုရားဖြစ်ပေးမှာပါတခါမှကျွန်မမလုပ်ဘူးဒါပေမဲ့ဘုရားသိခင်ကျွန်မတို့ကျွန်မတို့ဆရာမအမြဲပြောနော်ဆရာမချူကရဲရင်ချင်းနဲ့ခြေလန်းလန်းနဲ့ဘယ်လုံးမဆိုဘုရားရဲ့အလုံးမှာကျွန်မတို့ကလောကအလုံးဆိုတော့အရန်ခြေလန်းလန်းတာဟုတ်တယ်နော်သမီးနော်တအားခြေလန်းလန်းတာကြောက်ဝါမကောင်းမလဲမသိဘူးလှန့်ရကောင်းမလဲမသိဘူးအသက်ဘေးလည်းမသိဘူး လှုပ်ချင်တာတွားချင်တာခြေလန်းလန်းတာအမလေးအချင်းကြရဘာမှတားလို့မရအောင်ဖခင်သခင်နဲ့ခြေလန်းလန်းမှုဆိုဘာလဲကျမတို့ကတော့စုံတာမလှုပ်ရဲဘူးအဲ့ဒါ तू ကခလေးပြအောင်အတိုင်းလိုချင်နေဘူးအဲ့ဒါကျမကကျမဆုတောင်းလို့ရတာမဟုတ်နော်ဒါပြောပြချင်တယ်နော်ဖခင်ကောင်းမြတ်ချုံပြောချင်ဖခင်ကျမတို့တင်ပြီးတာပြောပြတယ်အဲ့လိုမျိုးလေကျမတခါမတောင်းဘူးအဲ့ဒါလာလို့သူ့ရဲ့ဝမ်းကျမကင်ပြီးတော့အကုန်တက်တက်တိုင်းမယ်နော်ဆုတောင်းလေးရှက်ပိုင်းမကြတယ် ရပိုင်းမကြတယ်ကိုရပြီသူအရန်ပြောတယ်ဆိုတော့ဒါကျွန်မကိုပေးတဲ့အဖြေကိုပြန်မပြောပြရပါတော့တခါကျွန်မရဲ့ဒီဝန်ဝိုင်းမှာဖခင်ကြောင့်မတက်တဲ့သူတွေရှိတယ်ကျွန်မ list နဲ့လုတ်ပြီးတော့မှတယောက်ချင်းကိုဆွတ်တောင်းပေးတယ်အများတော့တော့မတောင်းပေးဘူးနော်ပြောပြပြောပြဆွတ်တောင်းတိုင်းမှာ တတိယတိုင်းမှာကျွန်မတောင်းပေးတယ် list ကိုလုတ်ပြီးတော့မှနာမည်တွေကိုတက်ပြီးကျွန်မ2024မှာဖခင်ကျွန်မအဖြေပေးတာ9ယောက်ရှိတယ်တက်တက်လို့ဖခင်ကြောင့်မရောက်တဲ့သူ ဖះเจ้าเนี่ยหนีပြီးတော့ဖះเจ้าเนี่ยเบ็ดတော့မမလာတဲ့သူဖះเจ้าတော့တခါမတက်ဘူးလားမသိဘူးတချို့ကလည်းတကယ်ပြောတာတကယ်ရှိလားလူကြီးသူเนาะခရစ်ယာန်เนาะအမလီတော်မမေးနဲ့မျိုးရိုးလိုက်ရည်သူဖះเจ้าတစ်ချိန်မှမရဘူးဒါမှမဟုတ်လေအဲ့လူ၅ယောက်ကိုဖះသခင်အဖြေပေးတယ်အဲ့လူ၅ယောက်ဖះเจ้าတက်တယ်တခါအရက်ပြတ်ဖို့နှစ်ယောက်ဖះသခင်အဖြေပေးတယ်ဆိုတော့ပြောမယ်ဆိုအများကြီးရှိရပါတော့ဖះအဲ့ကြောင့်မလို့ကျမတို့ကလေ ကိုအတွက်ပဲတောင်းဖို့ထက်သူတပားအတွက်ကိုလုပ်ပါအဲ့ဒါလေကောင်းကြီးကောင်းကြီးရှယ်ရတယ်နော်တင်စုတောင်းလို့ရတာမဟုတ်ပေမဲ့ဘုရားသခင်ကဘယ်လိုလုပ်လဲအဲ့လူတွေရဲ့နှလုံးသားပြောင်းလဲအောင်လွတ်ပေးတာတရားစကားပြောမဲ့သူသူ့ကိုဆွဲခေါ်မဲ့သူသူ့အတွက်ပြောင်းလဲသွားနိုင်တဲ့အရာတွေဘုရားသခင်လွတ်ပေးတယ်ဒါကြောင့်မလို့စုတောင်းခြင်းကလည်းအရင်ရေးကြည့်တယ်ဆိုတော့ကျွန်မအနေနဲ့ထပ်လာပြီးခွန်အားပေးခြင်းနဲ့တမဲ့ရိုးကြပါစက်ကရွတ်တယ်လို့မျိုးမတောင်းနဲ့ ิญญาณแท้อ่ะนี่ไปแล้วมาตะเกษิกในลงตาเนี่ยสึกปาโกยอกดาวมาไอ้ที่ผมมาพยายามกินตีจาบ่าวอภิไปดิดาวมึงก้าวเสียอ่ะบาเลยจม้าคุณน่ะฮอไว้ก้าวเสียอ่ะปี้ฉินนี่ดอพะยาตีนโลกมาหลุดได้ยะอาลงตีนโสุตองตะเหมอาลงก้าวเงินเนี่ยสายเนี่ยอาลงโกโลกมาวอก้าวเงินနိုင်ငံတော်ပေါ်มามาဖះကပေးဖို့ရင် ရည်ရထားပြီးတော့မှပြီးနေတော့ဖျားဖြစ်တယ်ဆိုရရဦးဒီအားဖြင့်ခွန်အားပေးတည်တည်ခံခြင်းနဲ့လို့ကျမ်းစာရဲ့နှုတ်ကပတ်တော်ပေါ်မှာရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပြီးတော့မှတာယူအသုံးပြုပါစေ